်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာနဤထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမဆုံး2026ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မတိုင်မီမြန်မာနိုင်ငံရေလုံးဝအဆုံးသတ်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။မြန်မာကအမေရိကန်နိုင်ငံနဲ့အမေရိကန်နိုင်ငံသူနိုင်ငံသားတွေလုံခြုံရေးချင်းချောက်တဲ့ပြည်မှတ်နိုင်ငံအမေရိကန်လက်နက်တိုက်တာစစ်လက်နက်တွေအကုန်ထုတ်သွင်းပြီးအပြတ်ချေမှုမယ်လို့ သမရာဂျီထရန်ကတရားဝင်ကြေညာပြီးသားဖြစ်ပါလိမ့်ရှင်။အဒီနေ့က2025ခုနှစ်စက်တင်ဘာလ16ရက်မြန်မာကအဓိကကုန်ထုတ်ကုန်ကူးနိုင်ငံတဲ့ပြောရင်မွေးရည်စေဝါခိုင်းကျုပ်လို့ပြောလို့ရတာပဲ။တရားမဝင်မွေးရည်စေဝါနဲ့ရှေ့ပြေးဓာတုပစ္စည်းတွေကိုထုတ်လုပ်ရောင်းချပြီးအမေရိကန်ပြည်ထောင်စုနဲ့အမေရိကန်နိုင်ငံသူနိုင်ငံသားတွေရဲ့လုံခြုံရေးကိုချိန်ချောက်မှုအတွက်အမေရိကန်လက်နက်တိုင်မှာရှိတဲ့လက်နက်တွေအလုံးတုံပြီးနှိမ်နှင်းမယ်လို့ကဘာတီထုတ်ပြောထားပါတယ်ရှင်။ အမဂျီအမေရိကန်နိုင်ငံရဲ့စစ်သေးနာပတိမစ္စတာထရန့်ကအထူးသုံးနှုန်းထားတာ When you save to in our arsenal to hold this designer country accountable နောက်တော့စတဲ့ကုနဲ့မေလာနေ့ရက်တုန်းကအမေရိကန်အထူးကွန်မန်ဒိုတွေအပြည့်ရှင်းလိုက်တဲ့အာဖဂန်နစ္စတန်နိုင်ငံကအကြမ်းဖက်ရာဇော့အိုစမာဘင်လာဒင်နဲ့မင်းအောင်လိုင်းကတစားတဲ့ပဲလို့တမရာကြီးထရန့်ကအရှင်းပြောလိုက်တာပဲနိုင်ငံတော်ကိုတိစာဖောက်ပြပုံကန်တဲ့လူသားမျိုးနဲ့ဆိုင်ရာစစ်ရာဇော့ကောင်ကြီးမင်းအောင်လိုင်းအတွက်တင်မင်းခေါ်တဲ့ အခုအထူးကွန်မန်ဒိုတွေနဲ့အပြည့်အရှင်းမယ်လို့နှစ်လအကြာ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့မှာကမ္ဘာတိကျညာလိုက်ပြီးတမရာဂျီထရန့်ရဲ့ထုတ်ပြန်ချက်ကအမေရိကန်ပြည်ထောင်စုအမိဒဲပြောရင်မင်းအွန်လိုင်းတို့အတွက်တည်မယ်။ကဲအချက်၆ချက်နဲ့ကျွန်မရေးမှုပြပါမယ်။တည့်ရချက်အမေရိကန်ရာဇဝတ်ချင်းမုံရဲ့အထူးအဖွဲ့နှစ်ရချက်ရာဇဝတ်ကိန်းချုပ်မင်းအွန်လိုင်းစောချစ်တူ၃ရချက်နိုင်ငံတကာရာဇဝတ်ဌာနချုပ်နေပြီးတော့၄ရချက် နိုင်ငံတကာရာဇဝတ်ကြံရပါခြင်း၅အချက်ပြစ်မှုထင်ရှားစီရင်ချက်၆အချက်နိုင်ငံတကာရာဇဝတ်ဝရမ်းထုတ်ပြန်ချက်တို့ဖြစ်ပါလိမ့်ရှင်။တင်းအချက်အမေရိကန်ရာဇဝတ်ချင်းမွန်ရဲ့အထူးအဖွဲ့ Second Center Strefo လို့ခေါ်တဲ့ရာဇဝတ်ချင်းမွန်ရဲ့အထူးအဖွဲ့ကိုဖွဲ့လိုက်ပြီးလို့အမေရိကန်ကကဘာတီကျင်ညာတယ်။2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့အမေရိကန်ထုတ်ပြန်ချက်ကမရဏခေါ်တယ်မဲ့မြန်မာနိုင်ငံကရာဇဝတ်ကိန်းချုပ်တွေကိုအရှင်ဖမ်းပြီးအရေးယူမယ်လို့အမေရိကန်ကအပြတ်ပြောတာ။ ဒီအတူအဖွဲ့ကတကဘာလုံးမှာဖြန့်ကျက်ထားတဲ့အခြေအစက်တွေနဲ့နိုင်ငံတကာရာဇဝတ်ကိုင်းနဲ့ရာဇဝတ်ကိုင်းချုပ်တွေကိုအမိဖန်ပြီးအပြတ်ရေးယူမယ်ဒီအတွက်ရာဇဝတ်မင်းအောင်လှိုင်စောချစ်သူရဲ့လက်ပါစည် DKB နဲ့စေဦးစီးချုပ်စောစတိစီရေးချုပ်စောစင်ဝင်စေဦးစီးအရာရှိချုပ်စောစန်းအောင်နဲ့စစ်ကိုကယ်ရီမှုဆိုင်ကျော်လာလေးဦးကိုပိတ်ဆို့အရေးယူလိုက်တဲ့ဆန်ရှင်ချတယ်ဆိုတာရာဇဝတ်ကိုင်းဝင်နေလို့အမေရိကန်ဘက်ကကဘာတီကျင်ညာတာဖြစ်တဲ့ဒါပဲလားဆိုတော့ဘယ်ကမလဲ ရာဇဝကွန်ရက်ကထိုင်းနိုင်ငံသားချာမှုဆိုရနဲ့ကွန်မဏီတွေလက်တခါတဲ့ပိတ်ဆို့အရေးယူလိုက်တယ်။အဲ့ဒီမှာအမေရိကန်ဘက်က2025ခုနှစ်မေလ9ရက်ကလေးက KNN နဲ့ခေါင်းဆောင်စောချစ်သူတူတာစောထူအမှုနဲ့စောချစ်ချစ်တို့ကိုနိုင်ငံတကာရာဇဝခိုင်းအဖြစ်ကြေညာထားတယ်လို့ထပ်ပြောသွားပါတယ်။ဒီရာဇဝအမှုတွေကိုကျွန်မပြောပြပါမယ်။2025ခုနှစ်မေလ9ရက်နေ့အမေရိကန်ပြည်ထောင်စုက KNN နဲ့အတူအဖွဲ့ခေါင်းဆောင်စောချစ်သူနဲ့သူ့ရဲ့သားနှစ်ဦး စောတူအမှုနဲ့စောချစ်ချစ်တို့ကိုနိုင်ငံတကာရာဇဝကန်အပြစ်သတ်မှတ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။အမေရိကန်ဗန်နာရေးဌာနနိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံကနေထုတ်ပြန်ကြမှာ Transnational Criminal Organization ဆိုတာမွေးရစည်းဝါးရောင်းဝယ်မှုလူမောင်ကိုရောင်းဝယ်မှု cyber ရာဇဝမှုနဲ့ငွေကြေးလိမ်လည်မှုအပါအဝင်နိုင်ငံတကာအနေနဲ့မိတွေကိုဖျက်ကျော်ကျူးလွန်တဲ့နိုင်ငံတကာရာဇဝကန်ကိုပြောတာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအဆိုးဆုံးရာဇဝကန်ဖြစ်တဲ့ အဲ့ဒီနေ့မှာပဲစောချစ်သူတာအဖာရင်းနဲ့ KNA ကိုစိုက်ပါလို့ခေါ်တဲ့စက်တွေရေးကွန်ရက်တွေနဲ့လိန်လေတဲ့လုပ်ငန်းတွေမှာပတ်ဝန်းပတ်သက်တဲ့အတွက်ပိတ်ဆို့အရေးယူတဲ့ဆန်ရှင်ချတဲ့အတုံးလုံးမှာ Treasury Session Burma Wallow and Melatia Tied to Cyber Second Operation မှာ Wallow and Melatia ဆိုပြီးထူထောင်ထုံးထားပါတယ်။ Wallow ဆိုတာအကြံဖတ်မှုအကြက်ကိုင်းမှုခေါင်းမုံပြတ်မှုတွေနဲ့လူတွေကိုဒုက္ခပေးတဲ့မကောင်းဆိုးဝါးကိုပြောတာပဲ။ စောချစ်သူတို့ကတော်ပုံမကောင်းဆိုရလို့အမေရိကန်ဘက်က အပြက်ပြောတာပဲ။နှစ်အချက်အနေနဲ့ရာဇော်ကန်ကြုံမင်းအောင်လိုင်းစောချစ်သူနိုင်ငံတော်ကိုတိစာဖော်ပြပုံကန်နဲ့လူသားမျိုးနဲ့ဆိုင်ရာဆေးရာဇော်ကောင်ကြီးမင်းအောင်လိုင်းနဲ့ KNA ကစောချစ်သူတို့ကအမေရိကန်အစိုးရအလို့ရှိတဲ့ရာဇော်ကောင်ကြီးပဲ2025ခုနှစ်မေလ9ရက်နေ့ထုတ်ပြန်ကြမှာ KNA has renewed its foreign connection to Burma's military and its criminal operations ဆိုတဲ့ဝါကျနဲ့ဒီနိုင်ငံကရာဇဝမှုတွေကို KNA နဲ့မြန်မာစစ်တပ်ချိတ်ဆက်ပြီးကျူးလွန်နေလို့ကဘာတိကြေညာတယ်။ KNA ခေါင်းဆောင်ကစောချစ်သူမြန်မာစစ်တပ်ခေါင်းဆောင်ကမင်းအောင်လှိုင်တဲ့ပြောရင်မင်းအောင်လှိုင်နဲ့စောချစ်သူကကဘာအစိုးဆုံးရာဇဝတ်ကမ်းကြုတ်တယ်လို့အမေရိကန်ကပြောတာပဲ။ကျမဒီထက်ရှင်အောင်ပြောပါမယ်။တကဘာအလုံးမှာဟိုလီဂျော်ဖြစ်နေတဲ့မြန်မာနိုင်ငံမှာအွန်လိုင်းလင်လယ်မှုအပအဝင်နိုင်ငံတကာ ရာဇဝတ်မှုတွေဆိုတာ2022ခုနှစ်ဖေဖော်ဝါရီလတည်းရနိုင်ငံရေးရပြန်ပေးဆွဲမှုနဲ့အာဏာလုကျန်စီမှု နောက်ပိုင်းကျမှကြောမကောင်းကြာမကောင်းဖြစ်ပြက်ခဲ့တာပဲမင်းအွန်လိုင်းတို့မှပါပဲလို့လို့မရပါဘူးရွှေသမင်ဘယ်ကထွက်မင်းကြီးတာကထွက်ဒါရှင်းနေတာကြီးနိုင်ငံတကာရာဇဝမှုတွေကိုကြိုးကင်တာကမင်းအွန်လိုင်းတို့ကိုယ်တိုင်ပဲလို့ဆိုပါတယ်တုံးအချက်အနေနဲ့နိုင်ငံတကာရာဇဝဌာနချုပ်နေပြီးတော့ကဘာကြီးတစ်ခုလုံးပွက်လွှဲရိုက်နေတဲ့နိုင်ငံတကာရာဇဝခိုင်းရဲ့ဌာနချုပ်ကနေပြီးတော့ပါပဲမျက်မြင်အချက်အလက်နဲ့ကျမရှင်းပြပါမယ်ဒီလောက်ဆိုရတဲ့နိုင်ငံတကာရာဇဝမှုတွေဆိုတာမိုးပေါ်ကကြာလာတာလုံးဝမဟုတ်ပါဘူး ီရာဇဝတ်ခိုင်းစကန်နေဆိုတာများလွယ်တကူရှာနေစရာမလိုပါဘူးတကယ်ကိုပေါ်တင်ကြီးရဲ့နိုင်ငံတကာရာဇဝတ်ဌာနချုပ် KK ပတ်နဲ့စကန်နေဆိုတာမြန်မာနဲ့ထိုင်းနယ်စပ်တောင်ရင်းမြစ်ဘေးမင်းအွန်လိုင်းတို့ထိန်းချုပ်တဲ့မြဝတီမြို့နားမှာပဲအဲ့ဒီကနေစောချစ်သူတို့ကစိုက်ဘာရာဇဝတ်မှုအင်တာနက်လိမ်လည်မှုရင်းနှီးမြှုပ်နှံမှုလိမ်လည်မှုအွန်လိုင်းလိမ်လည်မှုတွေအပြင်လူကုန်ကူးနေတာကရင်ပြည်နယ်ထိုင်းနိုင်ငံနဲ့နယ်မြေချင်းထိစပ်နေတဲ့ ညဝရီမြို့နယ်ရှေကုတ်ကိုအခြေဆိုင်တည်နေရာတွေအတိအကျနဲ့ကိုမြေပေါ်မှာထိုးထိုးထောင်ထောင်နဲ့တိုက်တွေအမြင့်ကြီးတွေကဟင်းဟီးထလို့ကဘာကြီးတစ်ခုလုံးမြင်နေရတယ်။အခုအဲ့ဒီ KK ဘက်ကဆောက်ဝင်တွေကိုဖြိုချဖျက်ဆီးပြီးလက်ဆော့လက်နာဖျောက်ပစ်တယ်။အခုပြန်ပေးဆွဲဖမ်းပြီးခိုင်းစေခံရရတဲ့ကဘာသူကဘာသားတွေပြန်လွတ်တယ်။ဒါတွေအလုံးကနိုင်ငံတကာရာဇဝမှုတွေကိုကျူးလွန်တဲ့မျက်မြင်သက်တည်ဖြစ်ပါတယ်။ကဲလေကွင်းပြင်မှာထင်းထင်းကြီးမြင်နေရတဲ့စင်တီအလောင်းကို စိတ်တည်ရင်နဲ့ဖုံးဖို့ကြံတဲ့မင်းအောင်လိုင်းတို့အချို့ကိုကျမချပြပါမယ်။တနိုင်ငံလုံးမှာလင်းရင်နဲ့ဘုံတွေကျဲချပြီးအကျန်းဖတ်တက်ပြတ်နေတာဘသူတွေလဲ။မင်းအောင်လိုင်းတို့ပဲဒီလိုမျိုးအကျန်းဖတ်လူတက်ဖြည့်စင်းနေတဲ့မင်းအောင်လိုင်းတို့ကသူတို့အုပ်ဆိုးတဲ့မြဝတီနာကနိုင်ငံတကာရာဇဝတ်အခြေစိုက်စကန်းဌာနချုပ်တွေကိုလက်ပြားနေတော်မထီဘူး။ထားထားတာဒီညမြင်တွေ့နေရတာကနိုင်ငံတကာရာဇဝတ်ကံချုပ်မင်းအောင်လိုင်းတို့ ကိုယ်တိုင်ဖြစ်ပြီးနိုင်ငံတကာရာဇဝတ်ဌာနချုပ်ကနေပြီးတော့ဆိုတာ တက်တည်ပြပြီးဖြစ်ပါတယ်။လေးအချက်ကနိုင်ငံတကာရာဇဝတ်ကြံရပါခြင်းအမေရိကန်ဘက်ကအလိုရှိနေတဲ့စော်ချစ်သူတို့နဲ့ပေါင်းနေတဲ့ပဝင်ပတ်သက်နေတဲ့အဖွဲ့တွေကအရှိတောင်အရှဆိုင်ရာရာဇဝတ်ကိုင်းဝင်စော်ချစ်သူတို့နဲ့ပတ်သက်ဆက်နွယ်နေတဲ့အဖွဲ့တွေကအမေရိကန်ရဲ့ရန်သူအမေရိကန်နဲ့ရှင်းရမယ်လို့ဆိုပါတယ်။ငါအချက်အနေနဲ့ပြစ်မှုထင်ရှားစီရင်ချက်အခုကရင်ပြည်နယ်ကကမ္ဘာအလယ်မှာအရှက်တကွအကျိုးနဲ့ဖြစ်နေရတယ်။အရှက်လဲရအကျိုးလဲရုပ်အောင်လုပ်တဲ့ လက်တဲ့ကစောချစ်သူတို့ဖြစ်ပါတယ်။2025ခုနှစ်မေလ9ရက်နေ့ထုတ်ပြန်ကြမှာဘာမာဝါလော့အမ်မီလက်တီယာတွဲသုံးထားတာမျိုးကရင်ပြည်နယ်တောင်မကပါဘူး။မြန်မာတနိုင်ငံလုံးကစောချစ်သူတို့ကြောင့်ဂုံရုပ်သွားတဲ့ကရင်အမျိုးသားတပ်တော် KNA နာမည်နဲ့ခေါင်းဆောင်နေရာယူထားတဲ့ဘူမူကြီးအမိကစောချစ်သူတို့လောရက်ကကရင်ပြည်နယ်တောင်မကပါဘူး။မြန်မာတနိုင်ငံလုံးကိုပါဂုံရုပ်သွားစေပါတယ်။ကျမအရှင်းပြောပါမယ်။ကောင်းမှုကိုကောင်းမှုဖြင့်ချီးမြှင့်ပြီး မကောင်းမှုကိုမကောင်းမှုဖြင့်ကြီးမြင့်နေဆိုရက်ကမ္ဘာလုံးဆိုင်ရာဥပဒေသားအရအွန်လိုင်းငွေလင်ကိုင်းနဲ့နိုင်ငံတကာရာဇော့လက်တဲ့ဂိုင်းချုပ်ကြီးတွေမဖမ်းမဲခံရတဲ့သူတွေကိုပဲပြန်လွှတ်လိုက်တာနဲ့ဒီကမ္ဘာအဆိုးဆုံးရာဇော့ပြစ်မှုကြီးကို လုံးဝလျှော့ပြစ်လို့မရပါဘူးတရားခံဖြစ်တဲ့နိုင်ငံတကာရာဇော့ဂိုင်းချုပ်မင်းအောင်လှိုင်စောချစ်သူတို့ကို ရှင်းပြရမယ်လို့ဆိုပါတယ်၆အချက်အနေနဲ့နိုင်ငံတကာဝရမ်းထုတ်ပြန်ချက် အလုံးတည်အောင် ကျွန်မတတိပေးပါမယ် အခုနိုင်ငံတကာဖန်ဝရနဲ့အရင်လိုမျိုးလူသိရှင်ကြမထုတ်ပြန်ပါဘူးလှုပ်ဝှက်ထားတဲ့ရာဇဝကောင်တွေကိုမီဒီယာချိန်ကြမှာဝရမ်းထုတ်ပြတယ်နိုင်ငံတကာရာဇဝကန်းကျုပ်စောချစ်သူကိုနိုင်ငံတကာခုံရုံးမှာဆွဲချက်တင်ထားပြီးကျမအမခန်စကားထပ်ပြောပါမယ်2026ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မတိုင်ခင်အမေရိကန်လူရှိတဲ့မကောင်ဆိုးအားအတွဲနိုင်ငံတကာရာဇဝကောင်စောချစ်သူနဲ့နိုင်ငံတော်တည်ဆပ်ပေါင်းစီရာဇဝကောင်ကြီးမင်းအောင်လိုင်းလုံးဝအဆုံးသတ်မယ်ဆိုပြီးပြောဆိုထားပါတယ်ရှင်